အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျနော်အဲ့တော့ဒီနေ့နေ့လယ်မှာဒါ Manchester City အသင်းရဲ့ဒါကျွန်တော်ဒီနေ့နေ့လယ်ကင်းသတင်းလေးကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ် Manchester City အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ Manchester City အသင်းကတော့ဒါကျွန်တော်တို့အာ Florian Reis ရဲ့ခေါ်ယူမှုကနေပြီးတော့တရားဝင်နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီးဆိုပြီးတော့ဒါ Fabrizio Romano ကသူ့ရဲ့ Twitter မှာမနေ့ညကတင်ခဲ့တယ်ပေါ့နော်အဲ့တော့ Manchester City အသင်းနဲ့လက်ရှိဒါကွင်းလယ်ပိုင်း Attacking Midfielder မှာ Kevin De Bruyne ကိုအစားထိုးဖို့အတွက်ကြိုးစားနေဆိုအကုန်လုံးသိပြီးသားဖြစ်နေပြီအဲ့တော့ ဒီနေရာမှာတော့သူတို့အနေနဲ့နံပါတ်1နဲ့ short list တွေကိုလုတ်ထားခဲ့ပြီးတော့နံပါတ်2နေရာမှာတော့ဒါ Florian Risk ကိုသတ်မှတ်ထားပြီးတော့နံပါတ်1နေရာမှာတော့ဒါ Morgan Gisbright ကိုသတ်မှတ်ထားတာဖြစ်တယ်အဲ့တော့နံပါတ်1နေရာက Florian Risk အတွက်ဒါကျွန်တော် Manchester City ဘက်ကသူတို့ဘက်ကနေပြီးတော့တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ခဲ့တယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်သူတို့နေရာသူတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့အကုန်လုတ်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာကစားသမားကိုတိုင်ကတည်ကြတဲ့အတိုင်းပဲဒါကျွန်တော် Bayern Munich မှာ Bayern Munich ဖြစ်နေတာဖြစ်တယ်အဲ့တော့ဒီနေရာ Manchester City အသင်းနဲ့ Florian Risk ဘယ်လောက်တည်တောင်ကြိုးစားခဲ့လဲ Florian Risk ရဲ့အပြောင်းအရွှေ့ဈေးဖြစ်တဲ့ Euro 300ကို ကိုလေဗာဂူစင်ကိုပေးမယ်ဆိုပြီးချက်ချင်းစုသူကန်လန်မှုတီော်လုတ်ခဲ့ပြီးတော့စေတပြားမှမလျှော့ပဲနေတာ80 90ပုံစံမျိုးကန်လန်မှုမလုတ်ခဲ့ပဲနဲ့တတရာတတီကန်လန်ခဲ့မှုလုတ်ခဲ့တယ်။ဒါကလည်းလေဗာဂူစင်ဘက်ကနေချက်ချင်းစုသူလက်ခံခဲ့ပေမဲ့ကစားသမားကိုယ်တိုင်ကအင်္ဂလန်တီလာရောက်ပြီးတော့ဆွေးနွေးခဲ့မှုမှာတော့အခုချိန်ထိတော့သူကတော့ဂျာမနီအသင်းကိုပဲပြောင်းချင်တာဖြစ်တယ်။အဓိကကတော့ကျွန်တော်တို့အင်္ဂလန်အသင်းမှာအင်္ဂလန် တဲမှာတော့မှဒါကျွန်တော်ကစားသမားကာတာမန်ချက်စတာစီးတီးနဲ့လီဗာပူးတင်းတို့ကိုရွေးရမယ်ဆိုရင်တော့လီဗာပူးတင်းကိုပို့ပူပူပြီးတော့ရွေးချယ်မယ်ဆိုရင်သတင်းတွေထွက်လာခဲ့ပြီးနောက်ပိုင်းမှာမန်ချက်စတာစီးတီးအသင်းကာတာဖလော်ရီယန်ရစ်ကိုခေါ်ယူရေးအစီအစဉ်ကနေပြီးတော့တရားဝင်နှုတ်ခွက်ခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့လက်ရှိမှာ Telegraph ကဒါ Fabrizio Romano ကသူ့ရဲ့ Twitter Channel ကနေတင်ဆက်ခဲ့တယ်တွေ့ရမှာအဲ့တော့လက်ရှိမှာစီးတီးအသင်းကဒါကျွန်တော်မနေ့ပြောမှာဆိုစီးတီးအသင်းရဲ့ဒါကျွန်တော်အပြောင်းအရွှေ့နဲ့ပတ်သက်ရင်ဒါမျိုးတွေကိုကျွန်တော်သဘောကျတယ်သူတို့နဲ့သူတို့ရဲ့ target ကသူတို့စီမလာခြင်းသူတို့ဒါကြီးကိုအတင်းနှုတ်ဆက်ပြီးခေါ်မနေဘူးသူတို့နဲ့ဒါ okay Florian Risk ကို တို့အချိန်တစ်ခုပေးတယ်အဓိကကျွန်တော်မြင်တာဗောနော CD အသေးနေနဲ့အခုလက်ရှိမှာသူတို့ကဘာလို့ကစားသမားတွေအမြန်ခေါ်ခြင်းလဲဆိုတော့သူတို့နဲ့အချိန်အလောက်မရှိဘူးသူတို့နဲ့လာယာဒီစဒါကျွန်တော်တို့ pre season ဗောနော်ဒါကျွန်တော်တို့အဲယာဒီချိုခြေစမ်းပွဲစဉ်တွေမှာဒါ Pep Guardiola ကိုသူ့ရဲ့ကစားသမားတွေရှိရင်ဒါဟိုအစ်စ်တွေကိုမြန်မြန်ဆန်ဆန်အသစ်မှာ implement လုပ်ပေးမယ်ယာဒီချိုခြေစမ်းပွဲမှာဒါ Pep Guardiola ရဲ့ကစားသမားတစ်ခါတည်းဖြစ်အောင်ဒါလာပိုင်းအတွင်းမှာသူလုပ်မယ်ပွဲယာဒီစရနဲ့ဒါ Pep Guardiola ကစားသမားဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးကို CD အသေးနေနဲ့ဒါကျွန်တော်တို့လုပ်ပေးစီခြင်းတဲ့ဘက်မှာရှိတယ်အဲ့တော့အခုလက်ရှိမှာ Hugo Vienna ကဒီနေရာမှာဥစား ောင်ပြီးတော့ရှီကီကတော့ဒါမကြခင်မှာစီဒီသင်ကတရားဝင်ထွက်ခွာရမှာပေါ့နော်ဒါရှီကီရဲ့ဒါကျွန်တော်အငွေသက်တွေကခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဒါနဲလာခဲ့ပြီးတဖြည်းဖြည်းနဲ့ဟူဂိုဗီယန်နာရဲ့ဒါကျွန်တော်အပြောင်းရွှေ့အငွေသက်တွေစတင်ပြီးတွေ့လာခဲ့အဲ့တော့ Florian Risk ကိုလက်ရှိမှာ Guardiola ကိုယ်တိုင်ကြိုက်နေတတ်တာမှန်ပေမဲ့လက်ရှိမှာကစားသမားရဲ့ဒါကျွန်တော်အင်မလို့အဲမလို့ရဲ့ဒါကျွန်တော်တို့လောက်ဆက်တဲ့ပြဿနာကအပြောင်းရွှေ့ကထင်တာထက်အများကြီးကျသွားနိုင်တဲ့အကြောင်းမို့ဒါ City အသင်းကတရားဝင်နှုတ်ထွက်ခဲ့တယ်လို့ဆိုလို့ရမှာမဟုတ်ဘူး။အဲ့တော့ခုနကကျွန်တော်ဒါပြောခဲ့တယ်လို့ပဲ City အသင်းဒီလိုမျိုးအပြုတ်မှုတွေကိုကျွန်တော်သိပြီးသဘောကျတယ်။ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ရနိုင်လားမရနိုင်လားဆိုတဲ့ဥစ္စာပေါ်မူတည်ပြီးတော့သူတို့ဆုံးဖြတ်ချက်ချသွားမယ်လို့ကျွန်တော်လည်းသိရမယ့်အတိုင်းမှာပါတယ်အဲ့တော့မြည်တော့ပင်စူစီကမို့ဒီအပြောင်းရွှေ့မှာတော်တော်လေးကိုဒါစီဒီသင်းဘက်ကပြတ်သားတယ်လို့ဆိုလို့ရမယ့်အတိုင်းမှာပါအဲ့တော့လက်ရှိမှာဒါကြောင့်တစ်ဖက်ဒါအင်္ဂလန်နောက်တသင်းဖြစ်တဲ့ကြာကျွန်တော်လီဗာပူးသင်းကတော့ Florian Risk ကို give up ဒီလိုပဲလုတ်သွားမှာမလုတ်သွားမှာမသိသေးဘူးဒါပေမဲ့တစ်ဖက်ကလက်ရှိမှာ Bayern Munich သင်းက Florian Risk ကိုရမယ်လို့တစ်ဖြည်းနဲ့တစ်ဖြည်းကော်ပြောမှာဆိုရင်တော့ဒါဟို ဟိုကိုယ့်အကူယုံကြည် confidence ပို့ဖြစ်လာခဲ့တယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Bayern Munich အသင်းရဲ့ဒါကျွန်တော်ကွင်းလယ်ပိုင်းကတော်တော်လေးကိုမိုက်သွားမလို့မြင်နေဒါ Florian Ries Musiala ငွေတဲ့ Germany ကစားသမားတွေဖြစ်ပြီးတော့ Germany ဒါ chemistry ရှိပြီးတဲ့ကစားသမားစုပေါင်းသွားမယ်ဆိုတော့ကွင်းလယ်ပိုင်းကတော်တော်လေးကိုမိုက်သွားမယ်နေထားမှရှိရဲ့တိုးမဲ့တော့ညာလဲ City အသင်းအတွက်အခုလက်ရှိမှာဒါကျွန်တော် attacking midfielder နေရာအတွက်လက်ရှိ market ထဲမှာထပ်ပြီးတော့အလုပ်လုပ်အောင်မယ်နေထားတစ်ခုကို City အသင်းပြန်လဲရောက်ရှိလာခဲ့ဖြစ်တယ်အဲ့တော့ဒီထဲမှာ City အသင်းအတွက်ကတိတ်ပြီးတော့မခတ်ပါဘူး။ဘာကြောင့်လဲလက်ရှိမှာ City အသင်းနဲ့ဒါမဲကျွန်တော် Northampton Forest အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ဒါကျွန်တော် Logan Giswell ကိုခေါ်ယူဖို့အတွက်အခုချိန်မှာစတင်ပြီးတော့အရှင်ဟုန်မြင့်လာခဲ့ပြီလို့ဆိုလို့ရတယ်မဟုတ်ပါဘူး။ Florian Ris နဲ့ Morgan Giswell ရဲ့အဓိကခွာခြားတဲ့အချက်က Morgan Giswell ကလက်ရှိမှာ Northern Forest အသင်းကနေထွက်ခွာခြင်းပြီးတော့ City ဟာသူ့ရဲ့နောက်ထပ် destination တစ်ခုအနေနဲ့သူ့အနေနဲ့သတ်မှတ်ထားတယ်မှာပါတယ်။အဲ့တော့ဒါ Florian Ris ကအမှန်တမ်းပြောမယ်လက်ရှိမှာ potential ဘာညာဆိုတဲ့ဒါကျွန်တော် PR ရပို့ပြီးတော့ကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတော့မှန်နေ။ဒါပေမဲ့ Morgan အမှန်တမ်းပြောမယ်ဆိုလက်ရှိမှာပေါ့နော်အင်္ဂလန်ကစားသမားတွေဒါကျွန်တော် City အသင်းကိုပြောင်းရွှေ့လာပြီးဆိုအမြဲတမ်းဒါအမြဲတမ်း expectation နဲ့ဒါကျွန်တော်ထင်ထားတဲ့ဒါကျွန်တော်ရတာနဲ့ ည်းနည်းနည်းလေးကွာဟတဲ့အမြင်နဲ့ချက်ရှိတယ်။ဥပမာ Jack Grealish ကိုကစားသမားမျိုး Raheem Sterling အမှန်တမ်းပြောလူတော်များလေးရော Raheem Sterling ပြောတယ် Sterling ကအမှန်တမ်းပြောမျိုး City အသင်းအတွက်တာဝန်အရင်ကြီးတဲ့ကစားသမားတယောက်ဆိုကျွန်တော်အနေနဲ့မြင်တယ်။ဒါကျွန်တော်တို့ Jack Grealish နဲ့တော်တော်လေးကိုကွာပြီး Sterling ကသူရောက်တဲ့အချိန်မှာဒါကျွန်တော်တို့ လီဗာပူးကနေပြီးတော့စီတီအသင်းကိုရောက်တဲ့အချိန်မှာသူ့အနေနဲ့ဒါလီဗာပူးကစီတီအသင်းရတာကျွန်တော် new era မှာ starling ကအများကြီးရေးပါခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဟုတ်တယ်သူများရဲ့လောက်တာကျွန်တော် maris တို့ဘာလို့လဲအရင်ကြီး impact ဖြစ်ချင်မှဖြစ်လို့ဒါပေမဲ့ starling ကဒါကျွန်တော်အဲစီတီအသင်းခေါ်ယူမှုတဲ့အင်္ဂလန်ကစားသမားတွေအကောင်းဆုံးကြောက်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကျွန်တော်အမြင်အဲ့တော့လက်ရှိမှာ morgan gisswell အကြောင်းပြော morgan gisswell ကိုလက်ရှိမှာတစ်ဖက်က northern force အသင်းကပေါင်တန်းတရာသတ်မှတ်ထားတယ်။ euro တမဆိုတော့ euro တန်း135တန်းတတီစီသတ်မှတ်ထားတာ ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့အခုလက်ရှိအခြေအနေဒီအရ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ခြေလှယ်တွေဖြစ်လာခဲ့တယ်။အဲတစ်ဖက်က Northern Forest တင်ကတရားဝင်တာကျွန်တော်တို့ Florian Risk ကိုနှုတ်ထွက်ထားတဲ့ CD တင်ကိုဒီဈေးထက်ပိုပြီးတင်အောင်မလား။ဒါကကျွန်တော်တို့နေတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းတဲ့ moment တစ်ခုဒါအချိန်ဟိုအလွဲပြောင်းတစ်ခုဖြစ်လာမယ်လို့မြင်တယ်။အဲတော့ CD တင်ကတော့ရှင်းတယ်။ Morgan Giswell ရဲ့ပုံကူကြီးကဒါသဘောတူညီချက်ကအဲ့လောက်ကြီးခက်ခဲမယ်လို့သူတို့နေမထင်ထားဘူး။သူတို့နေဒါကျွန်တော် Morgan Giswell က CD တင်ကို join ခြင်းမယ်လို့သူတို့နေယူဆတယ်။လက်ရှိမှာ Northern Forest တင်ကလည်းအခုလက်ရှိခြေစွမ်းရဆိုရင်တော့ Champion League ဝင်ခွင့်အတွက်တိတ်ပြီးမတိကြတော့တဲ့အတွက်ကြောင့်မလို့ကစားသမားကိုယ်တိုင်ကလည်း Champion လီဝင်ငွေ့တဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ပရီးမီးယားလီဂ်ဒါကျွန်တော်ယင်ဆိုင်မှုအတွက်ဆိုရင်တော့ City အသင်းကအကောင်းဆုံးသောနေရာယူမှုတစ်ခုဖြစ်လာမယ်လို့သင်ရတယ်အဲ့တော့လက်ရှိမှာ Northern Voice အနေနဲ့ပြဿနာကလည်းလက်ရှိမှာလူဝဲထားတာများထားမှုကြောင့်မလို့လာမယ့်နေရာဒီမှာ Conference League လောက်သာဝင်ခဲ့မယ်ဆိုသူတို့အနေနဲ့ကစားသမားတွေထပ်ပြီးတော့ရောင်းချအောင်မှာဖြစ်တယ်အဲ့တော့ Morgan Gibbs-White ကိုတော့လာမယ့်နေရာဒီမှာ City အသင်းနဲ့လိုချင်တယ်ဆိုရင်တော့ဒါကျွန်တော်တို့သိကြတယ်က Northern Voice အသင်း Champions League မဝင်ဘူးဆိုရင်တော့ City အသင်း Northern Voice အသင်းစီကနေ Morgan Gibbs-White ကိုရဖို့အတွက်ပြင်ဆင်လာခဲ့မယ်အဲ့တော့ Morgan Gibbs-White ကိုနိုင်ငံကဒါကျွန်တော် Florian Risk နဲ့မတူတဲ့အကြောင်းကကစားသ သမားကိုတိုင်ကစီးတီးကိုလိုလိုချင်ချင်လာခြင်းစိတ်ရှိတယ်။သူကိုတိုင်ငယ်လက်ရှိမှာပက်ဂေါ်ဒရာရဲ့လက်အောက်မှာအလုပ်လုပ်အောင် excited ဖြစ်နေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့စီးတီးတဲ့နဲ့လက်ရှိမှာ Morgan Gisway ကိုပုတ်ကူရရရသဘောတူညီမှုရဖို့အတွက်အဲ့လောက်ထိခက်ခဲမယ်လို့တော့ကျွန်တော်ရဲ့ပုတ်ကူရရမှာကျွန်တော်တော့မမြင်မိဘူး။သို့ပေမဲ့တော့ညာလဲ Manchester City တဲ့နဲ့ဒါအဓိကလှုပ်ဆောင်ရမယ့်ချက်က Northern Forest အသင်းနဲ့နှစ်သင်းကြားဆွေးနွေးပြီးတော့ဒါ အသင်းနှစ်သင်းရဲ့အပြောင်းရွှေ့ဈေးကွက်တစ်ခုအစီအစဉ်နဲ့ဒါပေမဲ့ City သင်းကတီချာတကောကျွန်တော်အမြင်ကပြောရမယ်ဆိုရင်ပေါင်တန်း100ပြီးဖို့လုံးဝစီစဉ်မရှိဘူးတို့တွေလည်းအများဆုံးပေးပေါင်တန်း80 85တန်းမိုင်ကုန်ပြီးဖို့လည်းကျွန်တော်နေမြင်တယ် City သင်းတွေကကျွန်တော် Morgan Gateway ကိုပေါင်တန်း100ဘတ်ဂျက်တွေကလုံးဝပေးဖို့အစီအစဉ်မရှိဘူးလို့ကျွန်တော်နေမြင်တယ်ဒါပြင် City သင်းတွေအခုလက်ရှိမှာဒါကျွန်တော်နောက်တန်းကိုဂူသမာကိုဝယ်ယူမှုရှိရမယ်တို့ကြောင့်မို့တို့တွေအနေနဲ့မလိုအပ်ဘဲနဲ့ပတ်စံကိုဘုံဘောလော်လာမယ့်နေရာဒီမှာတုံးသွားမယ်လို့တော့ကျွန်တော်ရဲ့အမြင်မှာလုံးဝမမြင်မိဘူးအဲ့တော့ City သင်းတွေဒီကွင်းလယ်ပိုင်းအဖြေကိုတော့လာမယ့်ရသက်တစ်ပတ်အတွင်းမှာ တော့အဖြေတစ်ခုနဲ့သိရမယ်လို့မြင်တယ်။ဒါပေမဲ့အခုလက်ရှိမှာပြတ်သားတဲ့တစ်ခုကတော့ Manchester City အသင်းကတော့ Florian Wirtz ရဲ့ခေါ်ယူမှုကတရားဝင်နှုတ်ထွက်သွားခဲ့ပြီးပြီးတော့ Morgan Gisswhite ကိုတရားဝင်အာရုံအပြည့်အဝစိုက်သွားခဲ့ပြီလို့ပြောလို့ရတယ်မှာပါတယ်။ဒါပေမဲ့ City အသင်းကအခုလက်ရှိမှာတရားဝင်လက်မလျှော့သေးတာတစ်ခုကတော့ Reinders ပဲ။ Manchester City အသင်းကအခုလက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ AC Milan ရဲ့ကွင်းတဲ့ကစားသမား Reinders နဲ့နှုတ်ပုတ်ကိုရသဘောတူညီမှုရရှိထားတဲ့ဆိုတဲ့ Kola Hala ဆက်ဆက်သတင်းထွက်နေတယ်။အဲ့ဒါသေချာရင်လည်းကျွန်တော်သတင်းတစ်ခုအနေနဲ့ဆက်လက်ပြီးတင်ဆက်ပေးဦးမယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ Manchester City သင်က Rangers နဲ့ပုတ်ကူကြီးရဲ့သဘောတူညီမှု yes လို့ခေါင်းညိတ်ချမ်းကိုရရှိခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့။အဲ့တော့ Rangers ကိုတိုင်းကလက်ရှိမှာ Pep Guardiola လက်အောက်မှာလှုပ်လှုပ်ရဖို့တော်တော်လေး excited ဖြစ်နေပြီ။ City သင်စိတ်ဝင်စားမှုကသူ့အတွက်ရဲ့ဘဝအဲ့ပေါ့သူ့ရဲ့ career ဘဝရဲ့ဒါလမ်းကြောင်းပြောင်းမှုတစ်ခုလို့သူ့ကိုသူယူဆထားတယ်။ England Premier League က Rangers တဲ့ဒါကျွန်တော် aim at destination တစ်ခုဖြစ်တယ်ဆိုပြီး agent ကလည်းလွန်ခဲ့တဲ့အရာဟိုရပိုင်တော့လပိုင်းတွေက interview တစ်ခုမှာတွေ့ရတယ်မှာပါ။အဲ့တော့ Rangers တဲ့ဒါကျွန်တော် AC Milan စီကနေပြီးခေါ်ယူဖို့အတွက် City သင်ကလွယ်လွယ်ကူကူနဲ့ကျွန်တော်အရှောက်ပေးသွားမှာမဟုတ်ဘူး။ပထမ က်ဆုံးကမ်းလှမ်းမှုဖြစ်တဲ့ယူရို50ကိုတော့ဒါတစ်ဖက်က AC Milan တင်းကနေပြီးတော့ပယ်ချထားတယ် တော့ပေမဲ့တော့ညလေးဒါစီအေးစီမီလန်အသင်းကဒါဒုတိယအချိန်မြောက်ကန်လန်ဖြစ်တဲ့ယူရိုတန်60ပတ်ချလဲဝင်ကြတာကိုစီရီသင်းနဲ့တက်လက်ပြီးကန်လန်ပြုလို့တာတချို့သောကောလာဟာလာတွေမှာ65တန်းလောက်နဲ့သဘောတူညီမှုရရှိသွားနိုင်တဲ့ဆိုပြီးတရင်ထွက်လာခဲ့တယ်အဲ့တော့စီရီသင်းရဲ့ဒီနှစ်ပထမဆုံးခေါ်ယူမှုက Riders ဖြစ်လာဖို့တဖြည်းနဲ့တဖြည်းများလာခဲ့ပြီကစားသမားကတော့ဒါစီရီသင်းကိုကောင်းကျိတ်လိုက်ပြီးဖြစ်တဲ့ကြောင့်မလို့ဒီနေရာမှာစီရီသင်းနဲ့အပြောင်းရွှေ့ဈေးတစ်ခုကိုဒါဒါပြုတ်လို့ဖို့ချန်ခဲ့လို့ကြားသိရတယ်မှာပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆက်ပေါအောင်ကုညီလို့ရပါတယ်မြန်မာ ကလစ်ဖို့မပေးကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youtube media 3.0နဲ့ tv4u တို့မှာကျင်းလို့ဆိုတော့ပေါင်းကူကြည့်လို့ရပါတယ်။မြန်မြန်လေးလည်းကလစ်ဖို့မပေးကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youtube media 3.0နဲ့ tv4u တို့လင်းလေးတွေကိုထည့်ပေးထားခြင်းမကြမ်းမဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော်ရဲ့ youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။ မြန်မာပြည်လက်ကလက်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0 ਨੇ tv4u တွေလင်းလေးတွေကိုထည့်ပြီးထားကြပြီးကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်လည်းအားပေးလို့ရပါတယ်မြန်မာပြည်လက်ကလက်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလက်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူမာရေးကျွန်တော်တောင်းပန်ပြပါဦး diva ဗျ